ဘရာဇီးသင်္ကန်းဆောင်နဲ့ဘာစီလိုနာတိုက်စင်မှုနေမာရဲ့အပြောင်းအရွှေ့ကိစ္စစုံစမ်းမှုတွေမှာအပြစ်မရှိကြောင်းစပိန်တရားရုံးချုပ်ကဆိုပြလိုက်ပါတယ်နေမာကိုလိမ်လည်မှုနဲ့လက်စားမှုစတဲ့ဆွဲချက်တွေနဲ့စုံစမ်းစစ်ဆေးခဲ့ပြီးတောက်ကြနေကတော့အပြစ်မရှိကြောင်းတရားရုံးချုပ်ကဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်အခုဆုံးဖြတ်ချက်ကြောင့်နေမာနဲ့အတူဆွဆက်ခံရတဲ့အေဂျင့်ဖြစ်သူသူဖခင်နေမာဒါဆေးဗာဆန်တိုဘရာဇီးလိုနာအသင်းဥက္ကဋ္ဌဟော စတရိုရိုဆက်တဲ့ဘရာဇီးကလပ်စန်တိုဥက္ခလာဟောင်းအော်ဒီလီယိုရိုဒီခွတ်တို့လည်းပြစ်တဲ့ကြမှတ်ခံရမယ့်အရေးကနေလွတ်မြောက်ခဲ့ပါတယ်။ဒီလဟာလွန်ခဲ့တဲ့၃နှစ်ကဘရာဇီးကလပ်စန်တိုကနေဘာစီလိုနာအသင်းကိုယူရို58တန်းကျော်နဲ့ရောက်ရှိခဲ့တာဖြစ်ပြီးသူအပြောင်းအရွှေ့နဲ့ပတ်သက်တော့စုံစမ်းစစ်ဆေးမှုတွေခံခဲ့ရတာဖြစ်ကြောင်းရိုက်တာသတင်းရသိရပါတယ်။ကျွန်တော်အောင်းဝင်းပါ